နိုင်ငံရေးမတည်ငြိမ်တာစီးပွားရေးကျဆင်းလာတာနဲ့လူမှုဘဝဆိုင်ရာပြဿနာတွေကလူငယ်တွေရဲ့ပညာရေးဝင်ငွေရရှိရေးလမ်းကြောင်းတွေကိုဆိုးရွားလာစေပြီးမြန်မာလူငယ်တွေဟာအနာဂတ်ရပ်တန့်ခံရတဲ့အခြေအနေကိုရောက်နေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကအောက်တိုဘာ2ရက်မှာစင်ကန်စာထုတ်ပြန်ပါတယ်။ပညာသင်ကြားခွင့်ပြတ်တောက်တာအလောက်ကန်ခွင်လန်းနေပါလာတာအတမိုးဝမ်းကြောင်းမှုတွေမှာထိလွယ်ရှလွယ်ဖြစ်လာတာတွေအပြင်အစစ်မြေပညာအောင်မြင်ထားသူတွေပါ ပညာရေးနဲ့အလောက်ကန်ခွင်လန်းချိတ်ဆက်မှုကင်းမဲ့နေတာကြောင့်အလောက်ကန်ရှာပါမှုကိုကြုံနေရတယ်လို့လည်းဆိုထားပါဗျ။ဒါပြင်မလုံခြုံမှုတွေပုံမှန်မြင့်တက်လာတာ၊ကြားမအခြေပြုကွာဟချက်တွေ၊လူမှုရေးဆိုင်ရာအတားအဆီးဖိအားတွေများလာတာဟာလူငယ်တွေရဲ့ရည်မှန်းချက်၊စွမ်းဆောင်ရည်တွေကိုပြိုလဲစေပြီးဒါဟာမြန်မာလူငယ်မျိုးဆက်ရဲ့အဓိကစိန်ခေါ်ချက်ဖြစ်လာတယ်လို့လည်းအစိုးရကဖော်ပြပါဗျ။ ဒီ2021အာနာသိမ်းမှုဖြစ်စဉ်ကအထူးသဖြင့်ကျွန်တော်နိုင်ငံမှာအညွန့်တလူလူနဲ့ခိရှိပြေးဖို့เนาะခိကိုဥဆောင်မှုစ조사နေတဲ့လူငယ်တို့ကိုတိုက်ရိုက်စင်ခေါ်တိုက်ခတ်လိုက်တဲ့လုပ်ရဖြစ်တယ်။လူငယ်တွေဟာစစ်ပဏိပခတွေကိုတွတ်သွင်းခံရတယ်။ဒီအဲစစ်မှုရန်မနေရစစ်မှုရန်မနေရဒီစစ်မှုရန်တွတ်သွင်းတာတွေခံရတယ်။မဖြစ်မနေတော်လန်ကြီးကွင်းထဲကိုဆင်းရတယ်။တို့ဒီလိုအခြေအနေနိုင်ငံနိုင်ငံရေးအနေအထားတွေမှာလူငယ်တွေဟာဒီအခက်အခဲအခြေတဲတွေကိုဆက်လိုက် ဆက်လက်ပြီးတော့ကြုံတွေ့နေရဆဲဖြစ်တယ်။ဒါအပြင်ကျေးလက်နေလူငယ်တွေနဲ့မြို့ပြကလူငယ်တွေကြားမှာပညာရေးနဲ့လောက်ကန်ခွင့်လန်းရရှိမှုကွာဟနေပြီးဒေချင်နေတွေဟာလူနေမှုစင်တန်းဖွံ့ဖြိုးမှုလူမှုခွန်လန်းနဲ့လက်လန်းမိနိုင်မှုကွာဟချက်ကိုဖော်ပြနေတာလို့လဲဆိုပါရယ်။မြန်မာလူငယ်၄ဦးမှာ၃ဦးဟာပညာရေးနဲ့တန်မဝန်းကြောင့်တဏ္ဍန်တစ်ခုခုမှာတက်ရောက်နေတာမရှိတော့ဘူးလို့လဲဖော်ပြထားပါရယ်။မတည်ငြိမ်မှုနဲ့စစ်ပရိပခတွေပြင်းထန်နေတဲ့တနင်္သာရီ ၊စကိုင်း၊ချင်းနဲ့ကရင်လိုဒေသတွေမှာတော့လူငယ်၅ယောက်မှ၄ယောက်ဟာပညာသင်ခွင့်ဆုံးရှုံးနေတယ်လို့လည်းဖော်ပြပါဗျ။ဒီလိုကြက်တဲ့ကာလမှာလူငယ်တွေဟာပညာရေးနဲ့အလုတ်ကင်ခွင့်လန်းတွေကိုပုံမလိုအပ်နေပြီးဒါဟာမျိုးဆက်တစ်ခုလုံးရဲ့အိမ်မက်နဲ့အနာဂတ်စွမ်းရည်တွေဖြစ်တယ်လို့လည်းစင်ခန်းစာကဆိုပါတယ်။လူငယ်တွေလူကျင်တာကတော့သိကြတယ်ဟိုလူကုန်တဲ့ခါနဲ့ညီနေနိုင်ပြီးတော့မှလုံခြုံရေးကျန်းနဲ့ သူတို့ရဲ့ professional လူငယ်ဘွားဆိုရင်လူငယ်ရဲ့ဘွားပေါ်မှာသူတို့လောလတ်ရှင်းတဲ့ဖြတ်သန်းမှုပေါ့နော်အဲ့တော့လူငယ်ဒီမှာလည်းဒီဘွားလူငယ်ဘွားဖြတ်သန်းမှုမှာဆုံးရှုံးခဲ့တယ်အဲ့တော့လူငယ်တိုင်းကတော့လွတ်လပ်မှုလိုချင်ကြတယ်လွတ်လပ်တဲ့ဘဝကိုရှင်းတဲ့ဖြတ်သန်းလိုချင်ကြတယ်ပေါ့နော်လက်ရှိမှာမြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုအခြေအနေဟာလူငယ်မျိုးဆက်ရဲ့ပညာရေးနဲ့စီးပွားရေးလူမှုဘဝတွေပေါ်အများစွာထိခိုက်မှုရှိနေပြီးလူငယ်တွေရဲ့စွမ်းအရေးအမြစ်တွေကိုအခြေခံပြီးပြန်လည်တိစောက်ရမယ့်တိုင်းပြည်တစ်ခုရဲ့ရန်တရာပေါ်မှာ ထိခိုက်မှုအကြီးအကျယ်ရှိနေသလိုမြန်မာလူငယ်မျိုးဆက်တစ်ခုလုံးရဲ့အနာဂတ်ဟာစိုးရိမ်ပွဲခြေနေမှာရှိနေတယ်လို့လည်းလေလာဆောင်ကြည့်သူတွေကမှတ်ချက်ပြုပါတယ်